ခုထနောလူမျိုးတွေနေတဲ့ရွာကိုသွားနေတာပါ။အောင်မန်းကနေပြီးတော့တနအီခွဲလောက်ကားမောင်းရင်ထနောတွေနေတဲ့ထီယူကုန်းရွာကိုရောက်မှာပါ။ လမ်းတလျှောက်မှာအခုလိုမိုးမျောပန်းလေးတွေပွင့်နေတာကိုလည်းတွေ့ရပါတယ်မျိုးတွေရဲ့အဓိကအသက်မွေးဝမ်းကြောင်းကစိုက်ပျိုးရေးလုပ်ငန်းဖြစ်ပါတယ်။ဒါကတော့ဂျင်းစိုက်ဖို့အတွက်ထွန်ရထားတဲ့မြေတွေပါ။ နောက်လူမျိုးတွေရဲ့ရွာကိုသွားတဲ့လမ်းဘေးတစ်လျှောက်မှာတော့အခုလူမျိုး ပင်သိမ်းပင်တွေကိုတွေ့ရမှာဖြစ်ပါတယ်။ပင်သိမ်းသီးတွေကတော့ရှမ်းပြည်နယ်ရဲ့ရိုးရာစားတောက်ကုန်တွေထဲကတစ်ခုဖြစ်ပါတယ်။ခရမ်းကျင်တဲ့ရွှေဖေအုံမင်းကို မိုးဦးကျမှာစိုက်ဖို့အတွက်ပြင်ဆင်နေတာပါအခုတွေ့နေတာက ထနော့လူမျိုးအမျိုးသမီးတွေဖြစ်ပါတယ်မတော်ပါရီစိုက်နေရလဲအာလူးလေးအာလူးရဲ့အာလူးရဲ့တမျိုးရဲ့လားရစ်စိုက်တယ်ဂျင်းရောအခုကခရမ်းချင်းခရမ်းချင်းစိုက်နေရ ကဲသူတို့ရဲ့ဒီခရမ်းကျင်ဆိုင်ခင်းဟာတစ်ခါထွက်လို့ရှိရင်ပိတ်တာ20လောက်ထွက်ပါတယ်ပြီးတော့ဒီခရမ်းကျင်ဒီကို အောင်ပန်းမြို့ထီသွားပြီးတော့ရောင်းချကြပါတယ်တပိတ်တာကို900 600လောက်ရတယ်လို့လည်းပြောပါတယ်ဒါကတော့ထနော့လူမျိုးတွေစိုက်ထားတဲ့ရွှေဖျုံသီးပင်တွေပါရွှေဖျုံသီးတွေကိုအလုံးကြီးလို့ရှိရင်တထောင်အလုံးအလတ်နဲ့အသေးဘူတော့900 800နဲ့အောင်မဲမျိုးထီသွားပြီးတော့ရောင်းချကြပါတယ် နောက်လူမျိုးတွေရဲ့ cycle ဟာမြေသားကြီးပဲရှိတာမဟုတ်ပါဘူးအခုလူမျိုးကြောက်တုံးတွေလည်းအများကြီးတွေ့ရပါတယ်ဒီကြောက်တုံးတွေကြားထဲမှာလွတ်တဲ့မြေသားကိုပြုပြင်ပြီးတော့စိုက်ပျိုးကြတာဖြစ်ပါတယ်ပြန်ကပြန်ကြာမှုဆိုင်မြာဟင်းတနော်တနော်လူမျိုးတနော် gì về, Di à moyo we aku saida la. Eh, mo ba, mo ye ma saya. cho phi ạ ထနော်လူမျိုးကကျွန်တော်ထင်းကုန်းနေပါတယ်ဗျထနော်လူမျိုးကစေပြုတ်ရင်းနဲ့တာမွေးရတယ်အခုထူနေတာကစပတ်စိတ်ဖို့ပါဗျတုံးအိတ်ကလို့ရှိမှာဗျတုံးအိတ်ကစိတ်တာသူမိသားစုစားလို့လေဗျ အခုမြင်နေရတာကတော့ထနော့လူမျိုးတွေတောင်းရက်တဲ့လုပ်ငန်းပါဒါကတော့ထနော့လူမျိုးတွေရလက်ဆတောင်းနေပါဒီတောင်းကိုအောင်မန်းကိုသွားရောက်ရင်တလုံးကို1500လောက်ရရလို့သိရပါတယ်အနည်းကိုတောင်း3လုံးလောက်ပြီးရလို့သိရပါတယ်ခုရောက်ရှိနေတဲ့နေရာကတော့ထနော့လူမျိုးတွေနေထိုင်တဲ့တောင်မိုးလကြီးရွာဖြစ်ပါတယ်။

။ဟောဒီဟာနမေအတောင်ပို့ထားရှင်။အင်ရှင်250လောက်ရှိမယ်နဲ့တူရခမ်းမရှိတော့။ဟောလူဦးရေကတော့တထောင်နီးပါးလောက်တော့ရှိရရှင်။ထနောက်လူယူတဲ့အကောင်လားတော့အကောင်လုံးပုတ်တပါတာပဲကိုယ်ခွက်စားပါတယ်။ဆမညောင်ရှင်မြင့်နဲ့အင်းလေးခန့်တိုင်ရရှင်။好，张丽啊，到木龙当不拉张，没事。 ဆရာဆရာမတော့ဝန်ထမ်းထွေထွေပါဆိုအကုန်900ရရှိရရှင်တောင်းတာကတော့200နီးနီးလောက်ရှိရရှင်ပမာစကားတော့တက်တော့တက်တယ်တချို့ကတော့ဒါပေမဲ့တိတ်မပြောလို့သူတို့ကเจ้ามาတော့ KG ကနေ9တန်းထိရှိရရှင်တကယ်9တန်းအောင်ရင်တော့တချို့ကလေးတွေကတော့အောင်ပန်းသွားကြတယ်တချို့ကြတော့မသွားဘူးဒီမှာတင်ပြီးသွားကြတာအများကြီး ရွာမဟောရဲ့အလူမေပဲချင်းဆိုင်ဆနွေပြောဖြောင်းတောင်ရခေါ်ရင်မူမူကြမစဲမူရမစဲရကုံချိုင်းကိုဒါကတော့ထနောက်လူမျိုးတွေအဓိကစားသုံးတဲ့ဆန်နီပါဆန်နီလို့ခေါ်ရတာကတော့ဒီဆန်ကိုချက်လိုက်လို့ရှိရင်ထမင်းတွေကအနေအယောင်ဖြစ်နေလို့ပါ ထနောက်မျိုးသားကြီးဦးကျော်လာကတော့ကျမတို့ဒီဆန်တွေကိုချက်ကျွေးပါတော့မယ်။ကျမတို့နဲ့အတူတူဒီဆန်တွေကို စားလိုက်ကြရအောင်။

ဘဲတန်ကျော်နေရဲ့စားကွက်လေးရဲ့ဟုတ်ကဲ့ပါနောက်လူမျိုးတွေရဲ့အိမ်ကိုများသောအားဖြင့်တည်တော်ထွက်ပစ္စည်းဖြစ်တဲ့ဝါးတွေနဲ့တိစောက်ထားတာတွေ့ရပါတယ်။ဟိုးအရင်တုန်းကအမိုးတွေကိုတက်ကြယ်တွေနဲ့မိုးပေမဲ့အခုခေတ်မှာတော့တုတ်တင်နဲ့မိုးတာကိုတွေ့ရပါတယ်။သူတို့ချက်ပြုတ်စားတောက်ဖို့အတွက်ထင်းကိုအဓိက လောင်စာအဖြစ်အသုံးပြုကြပါတယ်။ဒါကတော့ထနောက်လူမျိုးတွေတနစ်စာတူလောင်ထားတဲ့ထင်းတွေပဲဖြစ်ပါတယ်။ဒီပုံစံအတိုင်း ထင်းတွေဆက်ခုတ်သွားမယ်ဆိုရင်ထနော့ရွာနာမှာရှိတဲ့တစ်ပင်ကြီးတွေပြုံးပြီးသွားမှာဆိုရင်ရပါတယ်။တကယ်လို့တစ်ပင်တွေထက်ဆိုင်သွားမယ်ဆိုရင်တစ်တော်တွေဆက်ပြီးတော့ရှိနေအောင်ပါပါ။ကျွန်တော်နာမည်မွန်တိုင်းကျွန်တော်တို့ကတောင်ပူလာအောင်မမှာသွားရင်ဆင်ငမ်းမယ်။ကျွန်တော်ကဘူထားတာထနော့ဘူစံ။ဘယ်နာမည်ကဦးစူရိယထနော့လူမျိုးပဲ။ဒီတပလာရွာမှာမင်း ။သမလာရွာသားတွေကအားလုံးဘုရားဘာသာပဲကိုးကွယ်ကြတယ်။ပညာရေးကတော့သူတို့ခုမှနည်းနည်းတည်လာတယ်တခါကြီးအရင်တော့ကအဓိကကတော့သူကအခြေခံမလာတန်းကြောင့်ပဲပညာရေးတဲ့တော့ဆင်းလို့ပဲရှိတယ်။ကိုတော့ခုနတဆေတဆေတလို့အထီလို့ပေါ့။အဲကျွန်တော်လူမျိုးတွေကတော့စာပြင်ကြည့်မှုစာပြင်ရင်ကြည့်မှုလည်းမရှိဘူး။ဘာသာစကားလည်းရှိတယ်။ savi ye ji mo mo savi ye ji mo ma si ra do mi ro na ne khe ra bo ti ko de ti ji da le ba a ka le ma si ti u ga ri ma ba ku ni se we ng ta no mi u sa ta 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 mi ဘောဒီတီဆွေတေးချဘောဒီတီဒါကတော့ထနော့အမျိုးသမီးရဲ့ရိုးရာဝတ်ဆုံးပါဒါကတော့ထနော့အမျိုးသမီးရဲ့အင်ဂျီပါဒါကတော့ထနော့အမျိုးသမီးရဲ့ရိုးရာထမိန်ပါဒါကတော့ထနော့လူမျိုးတွေရဲ့ရိုးရာခေါင်းပေါင်းပါအင်းဒါကတော့ထနော့လူမျိုးတွေရဲ့အလိုင်းပါ ထနော့ကလေးလေးရဲ့ရိုးရာဝတ်စုံပါဒါကတော့ထနော့လူမျိုးတွေရဲ့ရိုးရာခေါင်းပေါင်းပါဒါကတော့ထနော့လူမျိုးတွေရဲ့အင်ဂျီပါဒါကတော့ထနော့လူမျိုးတွေရဲ့ရိုးရာထမိန်ပါ